ိတ်သမားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ဂျိုဆိုလိုက်ပါတယ်ဒီနေ့မှဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့တစ္ဆာပထမပိုင်းဖြစ်ပါခင်ဗျာဆိုအားလုံးပဲ ready ဖြစ်ပြီဆိုရင်ဘိုးထင်ဇာတ်လမ်းလေးကိုကျွန်တော်စလိုက်ရအောင်ပါခင်ဗျာရရင်ဒီခါတိုင်းနေ့များထက်တမှုထူးခြားစွာမိုးသားတိမ်လေးတို့မှာချိန်ခါမဟုတ်ပါပဲမဲညိုလို့နေပါတယ်မဲမောင်နဲ့မိုးသားတိမ်လေးများကိုကြည့်ကဘေးပင်ရွာလေးမှာရှိတဲ့လဲလန်းလေးတိုင်းလမ်းဆောင်နေသူမှာဥုံဖြစ်ပြီး ုံးကရွာစမှာရှိတဲ့မောင်မိုးတွေကနေငုံသွားနေခြင်းဖြစ်ပြီးတော့လမ်းနေတဲ့ခြေလမ်းဆုံတို့ကလည်းတာမန်ထက်မြန်ဆန်လို့နေတယ်။ညမှသာသောချိန်မှာတော့ဦးအောင်တယောက်မောင်မိုးတွေနေငုံရောက်ရှိလာပြီးတော့အတန်ခက်ကြဲကြဲနဲ့အော်ခေါ်ပါလေတော့တယ်။ဘိုးတင်ဟေးဘိုးတင်အမစောစီပါလားဗျာ။အေးစိတ်ထဲတိတ်ပွင့်မကြလို့ညမင်းစီအစိမ့်မှမသိမ်ပြန်လာသေးလား။မလောက်ပါရဲ့အဲ့မှာပဲရှိမှာမလား။ခေါ်ရင်တော့လာမှာကွာ။အခုကငါးစီလည်းရောက်မလာဘူးဆိုတော့အဲ့ဒီစီစဉ်ပြတ်ပါပြီထင်တယ်ကွာ။ ဒီကောင်လွယ်လွယ်နဲ့တိုက်လို့မရတော့ဘူး။ဦးအင်းစကားကြောင့်မဘိုးတင်တောင်မိတို့မိဘုံဆက်လို့ရမယ်မသိဖြစ်သွားပြီ။အစားသူကတလဲကုန်းရွာကိုသွားပြီးတော့အချင်းတွေကိုသွားအောင်လေ့လာဖို့တွေးထားတယ်။အခုတော့သွားစရာမလိုတော့ဘူး။အားကြောင့်ကုတ်ပြင်းမှာထိုင်လိုက်ပြီးတော့အိမ်ထဲမှာသမင်းစားနေရတဲ့ဘေဒူးနဲ့တာအေးတို့ကိုခေါ်လိုက်လေတော့တယ်။ဟဲ့ုံလေလာကြအောင်ပြောစရာရှိလို့။မဘိုးတင်ခေါ်လိုက်တာနေဘေဒူးနဲ့တာအေးတို့ရောက်လာကြပြီ။သူတို့နှစ်ယောက်ကမဘိုးတင်ဘေးမှာထိုင်နေတဲ့ဦးအောင်ကိုတွေးလိုက်တာနဲ့ ဘိုင်ယုံစောစီးပါလားကျတို့ကအလုံးလုံးပြီးဘိုးတွေမွေးတာကောင်လို့ရှာကျွေးနေရတယ်ဟုတ်တယ်ဘိုင်ကြီးကျတို့သာအသားရင်နတ်မမှန်တာသူတို့တော့ပိတ်တာလိုက်ကျွေးနေရတယ်ဗျဘေလူနဲ့သားကြီးပြောစီမှလည်းဟုတ်ပြီဦးအောင်ရင်တရစီမြောက်ကိုခုံမွေးထားမိတာကြောင့်မကြမကြမဲသားများကျွေးနေရဒါတော့ဦးအောင်ကဘေလူနဲ့သားကြီးကိုကြည့်လိုက်ပြီးတော့ကောင်းလေးတွေမပူပါနဲ့ကွာမင်းတို့လည်းနည်းနည်းအရွယ်ရောက်လာပြီပဲငွေရမယ်နီလာငါပြောပြပါမယ်ဟိုလက်ကားတော့မလို့ချင်ဘူးနော်ဒီပါကွာကဲမင်းတို့ကောင်တွေဟိုအထက်လန်းစရာအိမ်ကြီးသွားစရာမလိုတော့ဘူး ဒီကောင်ဒိုးတွေတိုက်တာတီးသွားပြီကွာသတိဝေးရနဲ့နေကြတော့ကြာလာဦးအောင်လဲသူ ਈ စကားကြောင့်မောင်မိုးတွေတို့များကြောက်လန့်သွားလိမ့်မလားအတွေ့ဝင်ကဆိုရင်သွားမိဒါမဲ့သူတွေးတင်ထားနေစန့်ကျင်မှဖြစ်နေအเจ้าမှာမောင်မိုးတွေတို့တောင်းအောင်ကကြောက်လန့်နေရမိစားမကျေမနပ်ဖြစ်လို့နေပါတယ်ဘိုးတင်ဒီလူရောမာယူငါတို့တွားတက်လိုက်ကြမဒိုးတောင်းအောင်ပေါ့ရင်ဒင်းကိုနိုင်နိုင်နေကွာချင်းနေမကောင်းကိုဘိုးတွေနဲ့ကိုသားပါခေါ်ကြတာပေါ့ဟုတ်တယ်ဘိုးတင်ဟာပေတူးကလုံးကြမလားဘိုးတို့ရို့တတ်တာတီးတီးရနဲ့တွေးရဒီလူရို့ဒီတိုင်းကြီးမနေနိုင်ဘူးနေပေါင်းကွာငါကြံပါအောင်မယ် ဘဝရင်ဟာသူ့ငယ်ချင်းနှစ်ယောက်ကိုအဲ့လိုပြောပြီးတဲ့နောက်ဦးအောင်ဘက်ကိုလဲကစကားဆိုလိုက်လေတယ်။အဖအဲ့လိုကျုပ်တို့ဒုက္ခပြီးမှမကြောက်ဘူး။ကျုပ်တို့ကြောက်တာအဲ့လူအောင်မောင်လှုပ်ပေးလိုက်ရမှာပဲ။ပြီးတော့ဖူးသူတို့ကြီးရဲ့ရွှေငွေတွေရွေထားတဲ့အချိန်မလုံနိုင်မှမကြောက်တာ။မင်းတို့ရဲ့စေနောင်ကနားလေပါလေကွာ။ကဲမင်းတို့လောလောဆယ်ကိုတလဲကုန်းရအောင်မသွားချနိုင်ဘူး။ဖူးတွေကြံဆိုင်တော့သွားကူလောက်ကြတယ်။တခြားကိစ္စတွေငါးပါးတန်ကစီစဉ်ထားလိုက်မယ်။လိုရင်မင်းတို့ပြောမှကြားလား။အဖကျုပ်တို့သက်တေးသေးမစင်းတော့ဒီလူကြီးကိုနိုင်ရဖို့အရေးကြီးတယ်။ကျုပ်နဲ့ပေတူးနဲ့ရှိတယ်။ မောင်မိုးနေမှာအဲ့လိုပြောလိုက်တဲ့အခါတာကြီးကမကြေမနက်နဲ့မောင်မိုးနေရစကားဆိုလေးတယ်။ဟိယောင်မင်းကဘာလို့ချန်ခဲ့တာ။ဟိယောင်ကမင်းမမင်းပါတဲ့မိရှိသေးတယ်လေကွာ။တကူပြင်သူတို့တွေစိတ်မကောင်းပြင်မှာငေါင်းရောဘာပြတာမှမရှိဘူး။မင်းကလေကွာအဲ့လိုတော့မပြောပါနဲ့။ကဲကဲသူတို့ကိုပိုးတို့ရင်သွားကြအောင်ကွာနော်။မောင်မိုးနေတို့ကကိုပြင်းမထားရလိုက်ကြပြီးတဲ့နောက်ဦးဝန်းဝါနှုတ်ဆက်ကအိမ်ဝိုင်းပြင်ကိုထွက်ခွာသွားကြပါလိမ့်တော့တို့ရအများကြီးတဘာဝရတယောက်ကိုတယောက်အလုတ်ကူလုတ်ပေးတာကိုလက်စားလိုက်သည်ဟုခေါ်ကြ။ ယနေ့ဖိုးလေးတို့အကွက်ထဲမှာကြံဆိုင်မိဖြစ်တာကြောင့်လူများစီကားလို့နေပါတယ်။မျိုးကြံချထားတဲ့ကြံများကိုခုတ်သူကခုတ်တတောင်မြသောကြံပိုင်းဖြစ်စဉ်အတွက်ကြံပိုင်းသူကပိုင်းနဲ့အလုံးရှုံနေကြ။ခလေးမကြလူပြုံမကြမောင်မိုးတွေလူစုနဲ့အောင်တန်းတို့လူစုကလည်းအလုံးများလို့နေပါတယ်။သူတို့ကပိုင်းထားတဲ့ကြံပိုင်းများကိုလက်နဲ့ပွေ့တဲ့ကကျုပ်တိုက်ထားတဲ့ကြံမောင်တဲကိုကြံပိုင်းများကိုဆင်းလိုက်ခြာသွားသောကြံဆိုင်သူရွာလူကြီးကိုမြာကြီးပြင်မင်းအောင်တို့ထံကိုပြေးရတယ်။သူတို့ကကြံပိုင်းများကိုပင်ကောင်းပြစ်လာမိကြံမျက်စိကိုကြည့်ပြီးတော့စိုက်ပြိုးကြ။ ဲဒီကြိုင်နှောင်းများချတာကြံပေါင်းနောက်မှဖိုးရင်းနဲ့သားတို့ကနွားတယောက်တချင်းစီဖြင့်ကြံလုံးလိုက်တိုက်ပေးရကြံမိုင်းများကိုမတည်ကျင်ကြတဲ့ဝင်းမောင်တို့ကဖိုးရင်းနဲ့သားတို့ဤကြံလုံးပေါ်မှာလိုက်ပါစီးနေနေကြပြီးတော့ကြံတဲ့နေတဲ့မောင်ဘိုးတွေတို့ဟာလောင်ပြောင်နေကြလေလေအေးဘိုးတွေမေဘိုးကြီးစီးတော့ရင်လာနေတယ်ကွာဖဲသံဖဲသံဆောက်ပြင်းဝင်းမောင်ကြံတော့နဲ့လမ်းပြလိုက်လို့အံပြုတ်သွားအောင်ဟောဘာကြီးလမ်းအောင်နေမြန်သေးကွာကြံလုံးစီးနေတဲ့သကောင်သားလေးများကကြံမိုင်းများတည်နေကြတဲ့မောင်ဘိုးတွေတို့စားနောက်လို့နေတယ် စိတ်မရှိတဲ့ပေတူးမှာထေအေးပြင်းထဲမှာဂဲနဲ့ကောက်ထူရသကောင်သားများကိုတဲမှန်စွာထိမှန်ပြီဒါမဲ့မြေပွားများဖြစ်တာကြောင့်ဖွာထွက်သွားတယ်ဒုံနာကြည်မှုလောက်ကိူးမပြုတ်မိတဲ့ဒေါ်သားလေးများမလို့စိတ်မဆိုးကြပဲတီးထားနေတာရီမောနေကြနေပူချိန်ပြင်းလာတဲ့ချိန်မှာတော့အလုံးလုံးသူများအားလုံးတိပကံမင်းကြီးရဲ့အရေးကြနေရာထေအေးပြင်းမှာဝိုင်းပြီးတော့ထိုင်လိုက်ကြတော့ထမင်းလာဖို့သူများရောက်မလာသေးတာကြောင့်ရွာလူကြီးများမှလည်းတောက်တခေါက်ခေါက်နဲ့ဒေါ်သားတို့ထွက်နေကြပြီဒီမိန်းမချိန်ကြည့်ရလားမသိပါဘူးနေရမြင်နေတယ် ။ထမင်းရလဲစားလာပြီကွာ။ရွာလူကြီးလှုပ်တဲ့ငါ့ကိုပြောခံအောင်လှုပ်။နာမယသေးသွယ်မှုလို့လောက်နောက်ကြတာ။ဘုံစုံလို့သာပေးလို့တော့ထမင်းကဂိမ်းပဲ။ဟိုကောင်ဖိုးတွေမိမိဘာလို့နောက်ကြ။ကျုပ်လေကြံတော့ရတယ်ဘလို့ဒီမှာလဲဗားရဲ့လင်းငယ်နေနာလို့ပြောအောင်လားငါတော့မကြိုက်တာတခြားသူတွေကြိုက်မှာမဟုတ်ပေါ့ကွာရွာလူကြီးရဲ့စကားကြောင့်သားပြည်သူဖိုးတွေကဖခင်ကြီးကမချေမနှိုင်းနဲ့ကြည့်လိုက်ပြီးတော့အဘနေရပြင်းလို့ပါဗျာစုံသားရင်တော့ပဲရှိပါသေးတယ်ဟဲ့ကောင်ငါရွာရဆန်ပြကွာငါတခြားရွာသားတွေတောင်းစီနေမှာသိလား အင်းပါဗျာအင်းပါအဟိုမှာလဲတီးလာနေပြီဖိုရီပြောဒီမှာဟုတ်တယ်သူတို့ဆီကထဲပင်ဆုံးလဲတီးစီတွေးယူနေလာနေတယ်များမကြသောချိန်မှာတော့လဲမောင်းလာသူများမှာများမကြသောချိန်မှာတော့လဲမောင်းလာသူမှာမိကြောဖြစ်နေပြီရွာလူကြီးဇနီးဒေါ်သေးသွယ်နေသူအကြီးတယောက်လဲပါလာတာကိုတွေးလိုက်ရသူမတို့ကဓမင်းတော်များကိုယူလာကြပြီးတော့ထဲပင်မှာဖျားချက်ကိုခင်းကဓမင်းခူအတွက်ပြင်ဆင်နေကြတချိန်လုံးဘူညာဘူညာလုံးနဲ့ရွာလူကြီးမှသူကြီးကတော့ရောက်လာသည်နဲ့မိကိုရင်းနဲ့နှိမ့်သက်လိုက်သည်လားအတန်မထွက်လာတော့ဘူး ထိုချင်းရတောင်ကိုမြာကြီးကခေါင်းမှာဆောင်းထားဝါဘက်ကမောက်ချွတ်ပြီးတော့အေးစင်အလုံးဟာရမ်းလိုက်ပြီးတော့ရောလူကြီးရဲ့အစောတော့နှွေမှာအော်တဲ့ဒေါ်အင်းကြာတာပဲဗျာအခုတော့လေတိတ်ချက်ကတေးမိလို့ပါလားဒေါ်အင်းဆိုဒီမှာနှွေရင်းအတန်းစူညာသွားအော်တတ်တဲ့ပဇင်းခွဲကောင်ဆိုချင်းဖြစ်ရောလူကြီးကလည်းသူ့အားတာတာလေးနှိတ်ကွနေတဲ့ကိုမြာကြီးကိုကြည့်လိုက်ကမြားကြီးတို့ရီကနေတိုင်းစင်ကြရတယ်ကွာငါရွာသားရွယ်ဆံပြဖြစ်နေရမှာလေကွာတကယ်လို့သာငါမင်းတို့ရှိမှငါမိမကိုရိုက်ဟမ် အားနွဲ့တဲ့မိန်းမသားတွေကိုအနိုင်ကျင့်တဲ့လူလိုမင်းတို့မြင်သွားမှာပေါ့အဲ့လိုလုပ်လို့မရဘူးလေမရရင်လည်းငေါ့ပေါ့ရွာလူကြီးဟာဟာကောင်ရ38ပြာမင်္ဂလာတရားတော့မိမသိဘူးလားအဲ့ထဲမှာတီးခန့်ချင်းစီမင်္ဂလာတပားမြည်ဤတဲ့ခန္ဒီစာဘာဆိုလားကွာ ပါဠိလိုကငါမေ့နေလို့ဟုတ်ပါဗျာဟုတ်ပါပြီအေးအေးသွားသွားထမင်းသွားယူပြီကွာငါမေးမှထမင်းတောင်းတယ်လားညောင်းတော့ပြီဒီနားနဲ့ဟိုနားပဲတဲရတာပါရွာလူကြီးရဲ့ဟဲ့ကောင်ငါမေးမှတက်ကြီးနေပြီကွာသွားကွာထမင်းမကန်သွားယူငါတော့ပါယူခဲ့သွား ရွာလူကြီးခိုင်းစိမှုကြောင့်ကိုမြာကြီးကမကျေမနပ်နဲ့ထိုင်နေရာမှာမတ်တပ်ထားရလိုက်။စိတ်ထဲမှာတော့သိပ်မကျေနပ်။သူကတော့မလာငါပြီစင်ဖမ်းပြီကြားဖမ်းပြီ။မြင်းမတော်အမေဆွဲနှုံးပြီးဟန်ပြီးတော်လေးဒေါသကြီးပြနေပြီ။မိမနိုင်သည့်ပုံစံဖမ်းကအကြီးသေးသွယ်ရောက်လာတဲ့အခါကျတော့မှထမင်းတော်တဲရတဲ့သူကြီးကတော့ဖြစ်သူညောင်းနေလောက်ပြီးစိုးနေပြန်။တက်လေတက်နိုင်သည့်ရွာလူကြီးမေ။ထိုးကြောင့်မေရွာလူကြီးဖြစ်နေကြည့်မှတ်ချက်ပေးလိုက်ပြီးတော့ထမင်းခုနေတဲ့အကြီးသေးသွယ်နာကိုသွားလိုက်။ကျန်စစ်ပိုင်းများတဲပေးတဲ့ကောင်းလေးများသည်သူထံကအကြီးသေးသွယ်တို့ခူးပေးတဲ့ ဓမင်းပကံများကိုလူယူနေကြပါတယ်။အဲဒီမှာမောင်ဘိုးတွေနှုတ်လဲပါတယ်။အောင်တန်းနဲ့ဓမင်းနဲ့ဟင်းထည့်ပြီးပြီးကိုမြာကြီးထံကမ်းပေးလိုက်တဲ့အီးသေးသွင်နေမိကျော်အမကြေမနက်နဲ့စကားဆိုလိုက်။ကြီးတော်ကြီးနဲ့မမိကျော်ကမျက်နှာလိုက်တယ်ဗျာ။ကိုကြီးမြပကံလည်းပဲဟင်းနေမြားကြီးထည့်ပြီးမတရားဘူး။ဟဲ့အောင်တန်းမင်းအဲ့နားအောင်မလဲဘူး။အဲ့ဒါရွာလူကြီးကိုပေးမယ်ပကံဟာထည့်ပါစီဗော။ရွာလူကြီးကကိုသားနဖီးလောက်ရှိတာ။အဲ့တော့လည်းမဝါပါဘောဟာ။အော်အဲ့ဒါတော့ဟုတ်သား။မောင်မင်းဆိုရင်ကောင်းလေးရဲ့စကားကြောင့်ရွာလူကြီးမှမျက်နှာကြီးနီးရဲနေပြီးတော့ ဘိုင်းဒီတက်ဝစ်ထားတဲ့ပစိုးကိုပြင်ဝင်လာရင်ကဟဲ့ကောင်မောင်မြင့်နွားလောက်ရှိလားမရှိလားမေးမေးကြည့်တော့သွားမေးခွေးတဲ့မှာပဲလူကြီးကိုလူကြီးမှမသိမင်းတို့ကောင်ရွာလူကြီးမအဲ့လိုဆိုလိုက်တဲ့ကဓမင်းမကန်ယူပြီးပြန်လာတဲ့ကိုမြာကြီးကဓမင်းထဲထားတဲ့အဲ့ဒီပကံချက်ကိုရွာလူကြီးကိုကမ်းပေးလိုက်ပြီးရွာလူကြီးရဲ့ကလေးတွေပြောတာမြန်စိတ်ဆိုးနေရသေးတယ်ဒီကောင်လေးလုံးလုံးနဲ့ကွာဂါဝရာတရားကိုမရှိမင်းမသိပဲနဲ့ဂါရောကလောက်ပါရွာလူကြီးဟာအေးမေးရောကွာအဲ့ကောင်လေးအဲ့ဒါမရှိဘူးကွာ ကိုမြကြီးကဓမေပကံကိုကင်ပြီးတော့စကားပြောနေရွာလူကြီးကိုစူးဆိုင်ကြည့်နေမိအဲ့တော့ရွာလူကြီးမှသူ့အားမေးမြန်းလာလိဟဲ့အောင်မိပါနေကြည့်မောင်မိပြောတာစဉ်းစားရနေဘာစဉ်းစားလဲတာရနွားနဲ့ရွာလူကြီးကိုကထားချိန်ကြည့်နေတာဗျတူးလောင်းရှိမယ်ထင်တယ်နော်အေးဟုတ်မိမိကြီးတော့ဒီကောင်ကငါလှုပ်လိုက်အောင်မယ်ရွာလူကြီးဒေါသထွက်သွားတဲ့ကကိုမြကြီးကပြုံးစီစီနဲ့ဖိုးတေတို့ဘက်ကိုထွက်သွားလိမ့် ယခုကဲ့သို့လူစုံတက်ဆုံတယောက်တစ်လက်နဲ့ဝိုင်းကူကြရတဲ့အားလုံးဝိုင်းဖွဲ့စားတော့ကြတယ်မပြောစရာအတိဖြစ်ပြီ။မောင်ပွေးတင်တို့အရွယ်စီအတော်လေးကိုအလုံးများတယ်။နွားချောင်းကြံဆိုင်ငုပ်သီးစို့မကြီးသည့်ခွန်ခွာစည်းသည့်ကောက်ကြံမြက်ကောက်ဒေါ်လဲငှက်ပြစ်ကြွတ်ထောင်တို့ပြင်တခြားသောအလုံးများစွာလည်းရှိပါတယ်။အဲလိုဝိုင်းလိုဝိုင်းစားနေရသည်ကိုကမင်းတို့ပြောနေကြ။ယခုလဲပေါင်းသိများနဲ့ဓမင်းဆိုင်စကားစမိပြောနေကြ။ဂျန်နုံစီးတဲ့သကောင်သားလေးများဓမင်းကိုလေးမြန်စားနေကြပြီးတော့နေဘူးထဲမှာတတ်ထားတဲ့ဂျန်နုံတစ်ဖက်တစ်ချက်စီမံနေရာယူထားကြလိမ့်မယ်။ လူကြီးများခေါ်ပါတော့လဲဒင်းတို့လေးတွေမှပဲနေရာပြောင်းပြီဆိုတာကြောင့်အရေးထဲကိုဝင်မလာသေးမွေမွေချင်းခြေမြင်သည်ဟုဆိုရမည်ဖြစ်အောင်တန်းတို့နဲ့မောင်ဘိုးတို့ကဂျန်တုံကိုပိုင်စည်းမြူတွေးပြီးတော့လှမ်းကြည့်လိုက်ရာနနခင်းကလေးကဂျန်တုံစည်းတဲ့ကောင်လေးများမှဓမင်းတို့ဝါးပြီးမဝါတော့ပဲရင်နဲ့သာမျောကမြူချပြီးနေဘူးကြီးတွေမှနေရာဥထားကြခြင်းဖြစ်ပြီးမောင်ဘိုးတို့ဒီကအဲ့ဒီကောင်သားလေးများကိုဂျန်တုံမမပြုတ်ကြပြီးဂျန်တုံကြိတ်လိုက်ဆမ်းပါစေဦးမြေတားပို့နေကြဒါမဲ့တော့မာနေတော့မာကြီးပြင်းလာကြတဲ့အဲ့ကောင်လေးများမှအတော်လေးများဖြတ်လိုက်ကြပြီး သူတို့ဆူတောင်းနေတကယ်သူဖြစ်လာမိမဟုတ်မှန်းလဲသိပေတယ်အဲနောက်စကားများပြောဆိုနေကြရင်လည်းနေပူချိန်နဲ့ငယ်ယော်သွားတဲ့အခါမှသာ လုပ်ငန်းဝင်ကိုပြန်ပြီးတော့ဝင်ကြလိမ့်တယ်မောင်ဘိုးရင်တို့ဒီလည်းသူတို့ဤတာဝန်ဖြစ်တဲ့ကြံစည်ပိုင်းကလေးများကိုလက်ဖြင့်ပွေပြီးတော့တည်ယူပေးနေကြအဲချိန်သူတို့ရှိရာကိုဝါဖက်အုပ်ထုပ်လက်ကကိုင်းနဲ့အပြေးလာနေတဲ့ဂျိုးသိန်းကိုတွေ့လိုက်ရဂျိုးသိန်းကမောင်ဘိုးရင်နာရောက်တဲ့အခါမော်တော်ကောလေးတန်းနဲ့စကားဆိုလိမ့်တယ်ဘိုးရင်ဘိုးရင်ကိုကျိုးသိန်းခင်ဗျမင်းတို့ရွာကိုလဲပြန်လာလေ အဲ့ဒါနောက်မှပြောကွာမင်းဘမင်းဘသွေးတွေရံပြီးလဲနေလို့အဲ့ဒါငါမင်းကိုလာခေါ်တာဗျာမဘိုးရင်ကပွေထားတဲ့ကြံကြောင်းလေးများကိုထဲအပြင်မှာပြစ်ချပြီးရွာဘက်ကိုပြေးလီတော့မဘိုးရင်ပြေးသွားနေတာရင်နေပေတူးစီလဲသူတို့လက်ထဲမှာကြံကြောင်းလေးများကိုပြစ်ချပြီးမဘိုးရင်နောက်ကိုပြေးလိုက်သွားလျက်ကြံတော့သူများမဘိုးရင်နောက်ကိုပြေးလိုက်သွားလျက်ကြံတဲ့သူများစီလဲသူတို့အားငေးရွေကြည့်နေမိပါလိထိုးသူဂျိုးသိန်းကိုအကြောင်းအကြောင်းမေးပြီးတော့အကြောင်းဆုံးတီးသွားတဲ့ရွာလူကြီးကလည်းသူကြီးဝါဖမ်းဖမ်းကိုလုံးကြီးအား ။ရောင်ဝင်းဦးကြီးလိမ်သွားသည်နဲ့မောင်မိုးတွေတို့နောက်ကိုပြေးလိုက်သွားပါလိတော့လေ။ဦးအောင်ရဲ့အိမ်ဝိုင်းထဲမှာလူအများစုရောက်ရှိနေကြ။ဦးအောင်ဒီကတန်းရောင်မိပြီးတော့ထိုင်နေတယ်။သူ့မျက်နှာဒီကညှိုးငယ်လို့နေပါတယ်။အဲ့ဒီချင်းဟာကြောင့်မောင်မိုးတွေတောင်စိတ်ပူနေကအဘဘလူနေသေးဘာတတ်တာလေဟင်။ရပါတယ်ကွာတတ်တာသွားပါပြီ။လူတွေများတယ်ကွာ။ကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာ။ပြန်ကြပါတော့။ကြုတ်ပါမဖြစ်ပါဘူး။ ဦးအောင်အဲ့လိုစကားဆိုလိုက်တဲ့အခါမှာသူအားဆိုရင်လာကြည့်ကြတယ်သူများအရှိုးရှိုးနဲ့ပြန်ကုန်ကြပြီလို့မောင်မိုးရင်တို့၃ယောက်နဲ့ဗာကြီးများတို့သာကြံတော့များမကြတဲ့အချိန်မှာချွေးတန်ဆွဲဆွဲနဲ့ရွာလူကြီးလည်းရောက်လာပြီးတော့ကိုကိုခင်ဗျာဘာဖြစ်တာလဲသွေးရည်အန်နေဆိုရွာလူကြီးကျုပ်ဘာဖြစ်တော့ပါဦးဗျာကျုပ်တို့လောကမှာဒါမျိုးကဖြစ်နေကြပါပဲခင်ဗျာကျုပ်ထက်တောင်စိုးရင်ကြာကောင်းနေအမောဆိုးသွားမှကြောက်ရတယ်ဦးအောင်ပြောစီမှလည်းမလုံးမေးရွာလူကြီးကသူ့အကွက်ထဲမှာရွာထဲကိုပြေးလာခဲ့ရသည်မဟုတ်ပါ ဒါကြောင့်ဝါဖိုင်နဲ့ကိုမချွေးလိုကတာမန်နဲ့ပိုကာထွက်နေပြီးအင်းဒီများကိုရေလောင်းထားသလားထင်မှတ်ရတဲ့ထိဖြစ်ပြီရွာလူကြီးကအနေငယ်မောပြေထားတဲ့မောင်ဘိုးတွေထမ်းမှရေတစ်ခွက်ကိုတောင်းတောက်လေးတယ်ဟိုးတယ်ရေလေးပေးသမောင်ကွာတစ်ခွက်လောက်ဟုတ်ကဲ့တန်းချက်ရှိရင်လည်းတစ်ခဲလောက်ယူခဲ့ကွာမထူးပါဘူးကွာရေနေပွဲလေးပါပြင်လိုက်စမဟိုးနကောင်မင်းတို့ဘိုးတွေကသွားကူလေသွားရွာလူကြီးကမောင်ဘိုးတွေတို့အားစကားဆိုလိုက်ရင်းမှတန်းအားမအေးဆေးစွာထိုင်နေတဲ့တိုင်းနေပေတူအားခိုင်းလိုက်ပြန် အဲဒါကသူတို့နှစ်ယောက်ကရွာလူကြီးကမကြည်လိုကြီးလိုက်ကမောင်မိုးတွေနောက်ကိုလိုက်သွားရင်းနဲ့လေတန်တိုးတိုးနဲ့စကားဆိုလိုက်လေတဲ့ဘာယုံတော့ဘာမလုပ်ပြရသူသူလားမအကုန်လုပ်ပြီးနေဘာမှလည်းမဟုတ်သူတို့မှလှုပ်လာရှုပ်ဟေ့အောင်သူတကူမဖြစ်သွားပဲကျေးဇူးတင်ရွာလူကြီးနေထားလူတယောက်လောက်ကြီးပြေးလာပင်မန်းလောက်မှာကွာတက်လာအေးအဲ့ဒါလည်းဟုတ်တာပဲလမ်းမှာရေစိမ်းငုတ်ခဲ့တာအောင်ထင်ရတယ်ချွေးအိထွန်းနေမှာနေတာမဟုတ်တာလာကွာလာတော်ကြအချိန်ကြာလို့အော်နေဦးမယ်သူမော်ရဲတာဆိုလို့ကြီးတော့သေးသွယ်ပဲရှိတာ ပေရူးနဲ့တာအီဒီလည်းထိုးသို့ပြောဆိုကာမာဝိုးရင်နောက်ကိုလိုက်သွားပြီးတော့ရွာလူကြီးတို့ရင်းနှီးပွဲပြင်ဆင်ပေးနေကြလိမ့်သူတို့ပြောင်းလာတဲ့အချိန်မှာရွာလူကြီးကဦးဝံဝါအကျိုးချောင်းမေးနေတာကိုကြားလိုက်တဲ့အတွက်သူတို့ဒီလည်းမိသည့်စကားမှမဆိုပြကြတော့ပဲဦးဝံပြန်ပြောလာပြီးစကားများကိုသာအာယုံဆိုင်နားထောင်နေလိုက်ကြပါလိမ့်ကိုခမရဘလို့ဖြစ်တာလဲဗျာကျုပ်ကိုတေတာရှင်းပြဆဲမအိုးအင်းရွာလူကြီးကိုပြောပြမှာခက်သားဗျာအလုပ်ကိစ္စမအောင်မြင်လို့ဖြစ်တယ်ပဲမှတ်ပါတော့ อืมกูว่าจ๊อกโดมาเบียวจิงเนตูเรจ๊อกน้าเลยบาเรบยาดาเมจ๊อกกูนีไนนาชิโนเฉยมี้เบียวบาบยาเอ็มบาบยาเบียวบาเมเกเกยัวลูจีเนกูมะยีนุจันตอกจองบยาจ๊อกจองขะมะโอเลลุฤเป็ดกုံบีမဟုတ်တာဗျာခမားတို့ကျုပ်တို့ဆိုတာဒီလိုပဲတယောက်နဲ့တယောက်အမြင့်ရိုင်းပင်းနေရမှာမဟုတ်လားဗျာဟုတ်ပါဗျာကဲကဲတောက်ကြပါဦးဦးငါရွာလူကြီးနဲ့ဦးမြတို့ကဖြစ်ပြခဲ့တဲ့ကိစ္စများကိုမပြောပြလို့ပြီအဲ့ဒီချင်းရကိုတီးတဲ့ရွာလူကြီးကတခြားသောအကြောင်းအများကိုလမ်းလွှဲတဲ့နေနဲ့ ်ခိတာပြောဆိုလိုက်ပြီးနောက်ဘိုင်းများနဲ့တူဦးအောင်ကိုနှုတ်ဆက်ကပြန်သွားလိမ့်တယ်။အဲ့ခါမှမောင်မိုးတွေကဘာဖြစ်သူနားကိုကတ်ကာဘာဘလို့ဖြစ်တာလဲထက်လန်းစရာကောင်ပွဲပေးပြီးတို့စားတိုက်နေပြီကွာကျို့တော့ဘာမှဖြစ်ပါလားဗာဒီအစိမ်းမမသေးကိုငါမိတ်နဲ့မွေးတာလေတံပြန်ဆိုငါပဲထိတာဗောဒီလိုဖြစ်လာမယ်ဆိုငါသိတယ်ကျိုးရင်းပြင်ဆင်ထားလို့သာသူ့ပညာဆောင်ငါဟန့်လိုက်နိုင်တာမသိမ့်ပြောင်းလာတယ်ကွာငါတော့ဒါမမဲထင်တာဘယ်ဟုတ်မလဲ အိုက်ကောင်တို့အောင်လန်းတက်နဲ့ပြန်တိုက်တာဒီလိုရအောင်လန်းလည်းတက်တာပဲလားအိုက်လိုကောင်အောင်လန်းထက်ကိုဇိုးတယ်ကွာအယောင်ဆောင်ကောင်တွေလူတွေကိုပို့ပြီးတော့ဒုက္ခပေးတတ်တဲ့ကောင်တွေပဲဒါဆိုကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲပါဒီကောင်ငါတို့ကိုအထင်သေးနေတယ်ကွာသူ့စိတ်ထဲမှာမနာလိုလို့လုပ်တယ်လို့ပဲထင်နေတာသူ့အကြောင်းငါတို့အကုန်သိတာဒီကောင်မသိသေးဘူးအဲ့ဒါပြော့ကွက်ပဲဦးအောင်ပြောလာတဲ့စကားများကိုမဘိုးတင်ပေတူးနဲ့တာအေးတို့ကတေချာကယူဆိုင်နဲ့နားထောင်နေကြအဲ့နောက်ဦးအောင်ကသူတို့ကတေချာကြည့်က မင်းတို့ကောင်တွေငါခိုင်းကြရှိခိုင်းပါပါတခြားတော့မဟုတ်ပါဘူးမင်းတို့အဲ့ဒီကောင်အိမ်ဆောက်တာမှအလုတ်သွားပြန်လို့ကွာပြီးတော့ဘိုးတင်မင်းကဒီကောင်စီရောက်အောင်ကြံကြားလာဘယ်လိုမျိုးလဲပါမင်းတို့သူ့အနေနဲ့ယုံကြည်အောင်လုပ်လို့ပြောတာကွာငါလည်းဒီအပိုင်းခီးထွက်ပြီးနီးလန်းရှာခဲ့မယ်အဖပြောလွဲတော့မလွဲဘူးနော်အဲ့လူကြီးကကြုံချောင်းသိနေလောက်ပြီပညာမာနထောင်လွှားနေတဲ့ကောင်ပါကွာမင်းလောက်ကသူကဂီးမဆိုင်ဘူးငါပြောသလိုသူ့နာနေလို့ရောက်တာလောက်ကြားလာ မဝင်လို့တောင်းကဥုံပြောသည်များကိုတိတ်နားမလဲဒါမဲ့ဥုံခိုင်းသည့်အတိုင်းသာတလဲကုံရောင်မနဲ့ပြန်သွားမိဟုဇုံဖြားလိုက်ကြပါလိတော့ဒီတလဲကုံရောင်ရှိဥွေးလာအိမ်မှာဖြစ်ပါရင်အိမ်ဆောက်လောက်ကိုင်းသူများတို့ကထမင်းရချက်သူများကအလူတစ်ခုနဲ့စီကားလို့နေပါတယ်ဥွေးလာကသူ့ယာယီအိမ်လေးမှာရမ်းမရပါတချို့နဲ့တရားကြောင်ဆွေးနွေးရင်းကလုပ်ငန်းဝင်မကြခဏလမ်းကြည့်နေရမ်းမရပါများပြန်သွားနေလုပ်ငန်းဝင်ကိုပို့ပြီးတော့အောင်ဆိုင်ကြည့်မိချင်းသူနဲ့အကြည့်ချင်းစုံသွားတဲ့ကောင်လေးတယောက်တောင်သူအံ့ဩသွားမိအဲကောင်လေးကိုသူမှတ်မိတယ် လွန်လေသောရက်များကသူ့ဟာပညာရေးတရားတွေပါဝင်တဲ့လူတစ်ယောက်ပင်ဖြစ်ယခုအဲကောင်လေးကမြေတီကိစ္စမှာမဖြစ်ထားသူသူဟာမတိကျိုးကျွံပြုတ်ကအလုံးပင်လာလုံးနေလိုက်သည်တုံတတိတော်မဟုတ်စိတ်ထဲမှာကြိတ်ပြီးတော့ချီးကျူးလိုက်မိအဲနောက်ဦးဝေလာကဒါချင်းမေမြေတယ်နဲ့ကောင်လေးကလက်ရပ်ပြီးတော့လမ်းခေါ်လိုက်လေမဘိုးရင်ဟာတကယ်ချင်းညောင်းနေသူအလုံးလုံးနေတဲ့အချိန်မှာသူဟာလမ်းခေါ်နေတဲ့ဦးဝေလာကြောင့်စိတ်ထဲမှာထင်ကနေဖြစ်သွားတော့လေအဲ့ဒီစိတ်ကိုတခဏချင်းပင်ဖယ်ရှားလိုက်ပြီးတော့ခတ်တီတီနဲ့ဦးဝေလာထိုင်နေတဲ့ယာယီအင်္ဂလိပ်ရှင်မှာဇပွဲတန်းရာစီကိုသွားလိုက်လေတဲ့ သူရောက်လာနေဦးဝေလာကသူအားစူးစိုက်လို့ကြည်လာပြီးကောင်းလေမင်းပါလဲဆိုငါသိတယ်နော်မင်းကောင်းအလိမ်မကြိုးစားနဲ့ကျုပ်ကဘာလို့လဲရမှာလဲဆရာကြီးပြောမှသိမှာပေါ့မင်းဟိုနေကငါ့ကိုအောက်လန်းတက်နေတိုက်တာလीကျုပ်တိုက်တာမဟုတ်ပါဗျာကျုပ်ဆရာတိုက်တာပါ तू ကသုံးလည်းမကြပါဘူးဟဲ့ကောင်မင်းဘယ်လိုပြောလိုက်တာကျုပ်သူ့စီမှာတပည့်ခံလဲဆိုတာလူတွေအားလုံးနိုင်ကျင်လို့ဗျာခုတော့မနိုင်မဲ့ခံလာရတယ်အဲ့တော့သူ့စီမှာပြင်လာလဲဆက်မတင်တော့ဘူးဦးဝေလာကမာဘိုးနေကြီးစကားတော့များစွာအံဩလို့နေတယ် အဲ့တော့မဘိုးတရားစိတ်ဝင်စားသွားကမင်းထိုင်အောင်ကွာငါမေးတာမှန်တိုင်းဖြေမယ်မဟုတ်လားမှန်တိုင်းဖြေရမှာပါဗျာဒါမှကျုပ်ဆွမ်းနေတက်မှာမဟုတ်လားမင်းကတော့အလားကြီးပါလားကွာနေပါဦးမင်းဘာရီတက်နေပြီတုံတဲစီတွေကိုဖမ်းခိုင်းနိုင်နေပြီဟိုလူမသေးတော့တဲ့ချိန်သာလဲတိုက်တက်နေပြီอืมဘယ်ဆိုးလို့လဲကွာနေပါဦးငါထထမ်းဆရာဆိုတာမင်းမသိဘူးလားသိတယ်လေမင်းသိတာတော့ငါ့ကိုတိုက်ဖို့ကြံသေးတာလားဩကျုပ်ဆရာဆိုရယ်လူရအတုံးကြမယ်ထင်လို့ပေါ့ဗျာ မင်းရယ်လာကြည့်ပါလားကွာတော်တော်သစ္စာရှိတဲ့ကောင်ပဲဆရာရွေ့ပြောနာမလားဒါတော့မင်းသိသေးတယ်ဗောသိတော်ဗျာကျုပ်ကသစ္စာရှိပါတယ်ဘယ်ပညာရမဆိုတစ်ဖက်ကန်းကန်းတက်မြောက်တဲ့သူဆိုသစ္စာရှိပညာမပြီးွားတဲ့သူကြောက်တော့ကျုပ်နေသစ္စာမရှိနိုင်ပါဘူးဗျာကျုပ်ဆရာပဲလောကမှာတော်ဆုံးဖြစ်နေရမှာမမိုးရိဟန်နေဗန်နေပြောလာတဲ့စကားများကိုဦးဝေလာကသဘောကျနေဒါတော့ဦးဝေလာကမမိုးရိယာတေးသာကြည့်ကကောင်းလေးဒါနဲ့မင်းဆရာရဲ့အခြေအနေကဘယ်လိုလဲကွာသွေးတွေအန်နေလေဗျာအခုတော့ဘယ်ထွက်ပြီးွားမှမသိပါဘူး ဲ့လိုသုံးကြသူကျုပ်စရာတင်မိတာနောင်နာလို့မဆုံးပါဘူးဗျာမင်းကငါ့ကိုမတတ်နိုင်လို့မကြေမနက်ဖြစ်နေရလားအေးဗောဗျာကျက်ဆိုရင်တော့ကိုကျက်နိုင်တာပဲသဘောကြလေမနိုင်လားကျုပ်ကတော့တတ်စားပလိုက်တာပဲတကယ်ကောင်းပဲကွာမင်းကတော့တော်တော်မလွဲကြောပဲဟိကောင်းလေးမင်းပညာရည်တိရပ်ပို့တတ်ချင်လားတတ်ချင်တာဗောဗျာဘာလို့တုံးမင်းငါတပည့်ဖြစ်နေမလားရောဘဝနဲ့ကဥွေးလာပြီးမထင်မှတ်ထားတဲ့ဇာတ်ကြောင့်အန်အားတင်သွားအဲ့လိုပြောလာမိဘူးလဲထင်မှတ်မထားပြီသူဟာစူငေါက်ပြီးတော့ နေထုံမြူထင်နာယခုတော့ထင်မှန်ထားသည်နဲ့လွဲမှားစွာတပည့်ဖြစ်ပင်ခေါ်နေကြတော့ရုတ်တရက်မလို့သူမြေတို့ပြန်ပြောရမိမှမတည်သေးပဲခိတ္တမှာစဉ်းစားလိုက်ပြီးတဲ့နောက်ဦးရီလာကိုပြန်ကြည့်လိုက်ပြီးတော့လေးနက်တီးကြီးသွားဖြင့်စကားဆိုလိုက်လေကျုပ်ကဆရာကြီးကိုတိုက်ထားသူလေကျုပ်ကဘာကြောင့်တပည့်ဖြစ်ထားကြရလဲငါတခုမေးမယ်မင်းကမင်းစိတ်နဲ့ငါ့ကိုတိုက်တာလားမင်းဆရာလောက်ခိုင်းလို့လားဆရာခိုင်းလို့ပေါ့ဗျအေးလေအဲ့တော့ဒီကိစ္စကမင်းနဲ့မဆိုင်ဘူးကောင်လေးကမဆိုင်လို့တော့ပြောလို့မရဘူးလေဗျာကျုပ်ကအစီရင်လာထားခဲ့တဲ့သူပဲဟုတ် ။ဘာဖြစ်ကြုံနေလဲဆိုင်တာဗော။မဘိုးတရားလို့ပြောလိုက်တာနေဥွေလာပို့ပြီးတော့သဘောကျသွားပုံရ။တာမန်ကလေးတယောက်ဖြစ်ကသူ့အပြစ်လို့ရန်ကိုလုံယုံပြောဆိုမျိုးထင်သာတော်လဲ။သူ့အရှိမရှိနေမဘိုးတွေမှာတောင်းဝင်တောင်းဝင်ခံရတဲ့စိတ်ကအပြည့်ရှိ။အဲဒီစိတ်ဓာတ်အတော်လေးသဘောကျမိသွား။ဒါကြောင့်မဘိုးတွေကိုပြုံးပြလိုက်ကငါလည်းမင်းလိုကလေးမျိုးသဘောကျတာကွာ။ကဲချက်ချင်းဖြည့်ပြန်ပေးဖို့မလိုပါဘူးကွာ။မင်းစဉ်းစားအောင်ဗော။အဲ့ဒါလည်းပြီးတာပဲဗျာကျုပ်ကတကယ်ချင်းနေနေတာမိဘတွေတော့မရှိတော့ဆရာကြီးကအတော်ဆုံးဆိုရင်တော့ကျုပ်ဆရာကြီးမှပညာသင်ခြင်းပါတယ် ဒါပေမဲ့ခက်ခဲတခုလို့ရှိရင်အေးဘာခက်ခဲလဲကျုပ်တည်နေတာအောက်လန်းဆရာကြီးတက်တာအထက်လန်းမလားမဘူးနေအောင်စကားကြားတဲ့ခါဦးဝေလာတယောက်ဟဲ့ပပတ်ရီမောလိုက်ပြီးအဲ့ဒါလူတွေပညာချက်တွေပါကွာခက်ခဲလုံးစားကြီးတာသွားလို့ပြုံသွားဒီနေ့မဘူးနေငါဦးဝေလာနှုတ်ဆက်လိုက်ပြီးတဲ့နောက်သူတည်လဲမြေကြီးများတဲရမိနေရာကိုသွားလိုက်ပါလေတော့ဒီယနေ့တော့မဘူးနေတို့ဟာဦးဝေလာအိမ်ကိုမသွားပြေးကြဘူး မြို့ဝခေါ်လာတဲ့ပြန်လုံသမားများအလုံးလုံးနေတာဖြစ်တဲ့တော့သူတို့တို့အလုံးမရှိသောကြောင့်ဖြစ်ပြီဦးဝေလာအနေနဲ့လာလူကလာနိုင်ကြောင်းခွင့်ပြုထားတော့လဲသူတို့မသွားပြီကိုသားတို့အကွက်နိုင်ကြံစားဖို့ရှိနေသောကြောင့်လည်းဖြစ်ပြီသူတို့အာလာခုံပြီးပြောထားတာကြောင့်ကိုသားလာခုံစောင့်နေကအင်ရှိကုတ်ပြစ်မှာစကားဆိုပြကြလိမ့်ဘိုးတင်ဟိုလူကြီးကမင်းဘာတွေခေါ်ပြောနေတာလဲမင်းရတယ်ငါတို့မပြောပြအောင်အေးဒီလူကြီးကငါ့ကိုသူ့တပည့်ဖြစ်ခေါ်နေတာကွာဟာဒီလူကြီးကယူအများယူလိုက်လားဘိုးတင်ဟမ် မသိပါကွာမင်းတို့နဲ့တိုင်ပင်မလို့ပဲအာငါဘယ်လိုလုပ်ရမလဲမဘိုးနေတော့မိစည်းစကားမှမပြောပြကြတော့ပဲအဲ့ဒီကိစ္စအောင်လေးနဲ့ထားကတွေးတော့နေကြညမကြတော့ချိန်မှတော့ဘေတူးမှစတယ်မင်းစကားဆိုလာခဲ့ဘိုင်းယုံအောင်ဘယ်လိုသွားရလဲငါလည်းမသိဘူးကွာဟိုလီယုံပြန်တိုက်ပွဲနေမှာပေါ့ဘိုင်းယုံကဥွေးလောင်နိုင်မှုမလဲတော့ထင်တယ်နော်မင်းသိတဲ့အတိုင်းတွေးတော်ဟန်တာလေတာကြီးရဲ့စကားကြောင့်မဘိုးနေခေါင်းကိုညှိနှိုင်းလိုက်ပြီးတော့အဲ့ဒါတော့ဟုတ်တယ်ကွာငါပါအကူညီသွားရှာတာပဲဖြစ်မယ် သူ့ဘော်ဘိုးတွေဟာမင်းအဲ့လူကြီးမှာတပည့်ဖြစ်သွားနေလိုက်ကွာအဲ့ဒါသူ့ကိုတိုက်ဖို့တော့နီးလန်းရရင်ရမှာအခုကမင်းနဲ့ဘာယုံနှစ်ယောက်ပေါင်းလို့မနိုင်ဘူးမလားမနိုင်ဘူးကွာအဲ့ဒါတော့သိကြတယ်ပြီးတော့ဥွေလာအထက်လန်းမြည်ခမ်းကွာ तू ကငါတို့လူပဲထင်နေစဉ်းစားမိနေတဲ့ဘိုးတွေဟာမနိုင်ပြန်ပဲသွားလိုက်ကွာတပတ်တည်းလောက်တော့ရောက်ပြန်လာခဲ့ပေါ့အေးကွာမင်းတို့ပြောသူပဲလောက်တာပေါ့သူတို့စကားပြောနေကြစေမောင်မွေးနေတော့လမ်းခေါ်လာတဲ့တန်ကူကြား၍အိမ်ဝိုင်းပြုံထွက်လိုက်ရလှဲနေအသင်ဆောင်နေတာယာကိုတွေးလိုက်ရပြီလဲမှာတော့အောင်တန်းထိုင်နေပြီးတော့မောင်မွေးနေတို့မြင်တာနဲ့ သူ၏လေးပင်နဲ့အတန်နဲ့စကားဆိုလာလေတယ်။ဘိုးတင်အာမင်းတို့ကောင်းနေရလဲဖိင်လေးနေရပဲကွာလာလာ။ငါဝေးနေတော့အောင်တိုင်းစကားကိုခုံးလုံးပြန်ချင်းမပြုတ်တော့ပဲလဲဘော်ကိုတက်လိုက်ကြ။သူတို့တက်ပြီးတာနဲ့တားကနွားလေးကိုစတင်မောင်းလိုက်လေတယ်။များမကြသောချိန်မှာကြံထဲပင်ကိုရောက်ရှိလာကြ။ထဲပင်မှာတော့ဆိုင်းမိကြံများကိုဓာပင်ပိုင်းနေကြ။ကြံဆိုင်းမိဘောင်ဖော်နေတဲ့မင်းတော်မှဘာဘိုးတင်တို့လမ်းပြီးတော့နှုတ်ဆက်လာလေတယ်။ဘိုးတင်နောက်ကြလိုက်လားကွာမင်းတို့။ ကိုသားလာခေါ်တာနောက်ကြနေရလေဗျာဒီကောင်လှရင်သွားခေါ်တာနေမှာပေါ့ကွာဟိုကမအားဘူးဆိုတော့မရမကခေါ်နဲ့အဲကြောင့်ဒီကောင်စကားမပြောနိုင်ဖြစ်နေတာအဲဒီခါမှာကိုသားနောက်ကြနေတဲ့အเจ้าရင်ကိုမောင်မိုးနေလို့တီးလိုက်ရအဲ့ချိန်ရွာထဲမှာဥတင်ဦးမိရတဲ့လူကြီးတယောက်ကလဲရှိဖနာကြီးစီလို့ထဲပင်ကိုရောက်ရှိလာပြီးတယ်အဲ့ဖနာကတကယ်ကိုရှားမှာရှားတယ်ဖနာဖြစ်ပြီးရွာလူကြီးမှာပဲအဲ့ဒီဖနာမျိုးမရှိချင်ဥတင်ကအဲ့ဖနာကြီးကိုစီးပြီးတော့ဂျန်ဆိုင်နေတဲ့သူများအလုံးကိုနှုတ်ဆက်လို့နေတယ်မောင်မိုးနေတို့ကလေးသားသားများမှလည်းအဲ့ဖနာကြီးကိုကြည့်ပြီးတော့သဘောကျကနေပါလေတော့နေ မိုက်လိုက်တယ်ဖနှက်ကြီးဗျာကျုပ်ပြန်တသက်နဲ့တကူမမြင်ဘူးပေါ့အေးကွာဖနှက်ကြီးကတော်ကောင်းမယ်ဗျာအေးကွာဖနှက်ကြီးကတော်ကောင်းမယ်ပုံမယ်ဘိုးဖနှက်ကြီးဟေးဟဲ့ကောင်ဘိုးဖနှက်မဟုတ်ပါဘူးကွာဘိုးဖနှက်ပါဥဒိန်ကရင်ကော့ကမောင်မိုးနေရရှင်းပြလာလေးတယ်အဲ့နောက်ပေတူကဂျမိုင်းမြောက်ကိုတဲနေမှာဥဒိန်ကကြည့်ပြီးတော့စကားဆိုလိုက်ဥိဘိုးဖနှက်ဆိုတာဘာပြောတာလဲဗျာပေတူအမေကိုဥဒိန်ဦးတယောက်မိတို့ပြန်ဖြေရမယ်မသိဖြစ်ပုံပေါ်နေတယ် ဘေရုရဲ့မိကိုကလေးများသာမကအနီးမှာရှိတဲ့ဂျန်ပိုင်းနဲ့လူများနဲ့ဂျန်ဆိုင်နဲ့လူများကစိတ်ဝင်စားနေနားထောင်နေတာကြောင့်ဥတည်ဥဖြေမရတော့မှဖြစ်ပါမင်းတို့ကလည်းကွာဘိုးဖနတ်တော်မသိကြဘူးလားဩဦးဦးပြောလို့ဘိုးနတ်ဆိုတာသိပြီလေဘိုးဖနတ်ကဘာလို့အဲ့လိုခွာလဲလို့အဲ့ဒါသိကျင်တာဟုတ်တယ်ဦးတွေဝင်ကျတို့လည်းသိကျင်တာဟုတ်တယ်ပြောသိကျင်တယ်ပြောဘာမို့လဲတော့ပြန်တခြားသူများကပါသိကျင်နေတာကြောင့်ဦးတည်ဦးနေနဲ့သူဖနတ်အခေါ်ဝါးဤအိဒိဗေကပြောမှဖြစ်ပြီတော့ဘိုးဆိုတော့စကားရမှာနိုင်ငံသားဘာသာစကားမှန်းသူမသိကျင် ဒါကြောင့်မိသူပြောမှမသိစဉ်းစားလို့နေပါတယ်။အချိန်တော်ကြာတဲ့အထိစဉ်းစားနေတာကြောင့်ကြံဆိုင်တဲ့အခင်းပိုင်ရှင်တာရရဲ့အဖဖြစ်သူမှဥတင်ကလှည့်ပြီးတော့စကားဆိုလိုက်လေတဲ့။တင်းမင်းပြောမယ်ဆိုလည်းပြောလိုက်တော့ကွာအလုတ်ဖြစ်နေ။မင်းမပြောမရှိဘူးမှလှုပ်လို့ကြမှာမဟုတ်ဘူးကွာ။အေးအေးပါကွာ။ဟုတ်ပြီလေဥရင်ဝင်အဖေကိုစိတ်ဝင်စားနေသူများမှာကြံဆိုင်လုပ်ငန်းကိုဝင်နေတဲ့လူတွေအကုန်လုံးဖြစ်နေတာကြောင့်လုံလက်ဆာများရက်ပြီးတော့နားထောင်နေကြအဲနောက်ဥရင်ကသူ့ရဲ့လက်ရှိဘိုးဖနက်ကိုချွတ်လိုက်ကအတန်းကျဲကျဲနဲ့စကားဆိုလိုက်လေ ဘိုးဖနတ်လို့ဘာလို့ခေါ်တာလဲမင်းတို့သိကျင်တယ်မလားဘာလို့ဘိုးဖနတ်လို့ခေါ်လဲဆိုတော့ဖနတ်ကိုဒီလိုစည်းလိုက်ဘုတ်ကနေဝင်သွားလို့ဘိုးဖနတ်လို့ခေါ်တာပေါ့ကွာဩအဲ့ဒါမြတ်အကြာကြီးစဉ်းစားနေရသည်တကယ်ထင်သွားတဲ့မောင်မိုးတွေတို့ပင်ပင်ရွာသားများကိုကြည့်ကဥတီငွတ်သဘောကျလို့နေပါလေသူဒီလဲစိတ်ထဲရှိတဲ့အတိုင်းရှောက်ပြောလိုက်ခြင်းသာဖြစ်ပြီမျိုးနဲ့တော်လေးအလန်းဝေးဒီကတကြောင်လေရှိမနာများမှာတောနယ်တွေမရှိဒီကတကြောင်မလို့ဥတီငွတ်ပြောစီကိုယုံသွားကြ ဘောဖနာကိုခေါ်ရတဲ့အကြောင်းရင်းကိုတည်သွားကြတယ်ပေပင်မှကြမ်းဆိုင်သူများကလည်းတို့ဤလုပ်ငန်းကိုပြန်လှည့်ပြီးတော့လောက်ကင်နေကြလိမ့်ဥရင်ဦးဒီကထိုးလဲရှေဖနာကြီးကိုစီးကစတိုင်ထုတ်ပြီးတော့လမ်းလျှောက်ထိုးစဉ်မျိုးကြံပုံပေါ်မှာကြမ်းချောင်းများကိုဓာတ်နဲ့ပိုင်းပြနေတဲ့ကိုမြကြီးနဲ့တိန်ဆောင်တို့ကလမ်းကြားပြင်ထပြီးတော့អော်ကြလေတယ်ဟာမွေးမွေးမွေးကြံပုံနဲ့မွေးပုံပါတယ်မွေးမွေးဟာမွေးမွေးတို့ညောင်ရဲ့အတန်ကြောင့်တခြားသူများကကြမ်းပုံခံလန်းလက်မှဝိုင်းကြည့်နေကြ ကြံပုံနဲ့မွေဝင်သွားတာကြောင့်ကြံပိုင်းတွေကိုမြာကြီးနဲ့တင်းဆောင်တို့မှာကြံဆက်ပြီးတော့မပိုင်းရဲပဲရှိနေကြ။အဲ့ချိန်ဦးတင်ဦးတယောက်အချိန်ကရောက်လာကခပြုံးမြုံမူရနဲ့သူ့ဤဖနက်ကြီးကိုပုတ်ပြရင်ကစကားဆိုလေ။ကဲရွာသားတွေမင်းတို့ငါ့ရဲ့ဘိုးဖနက်ကြီးအသုံးဝင်ပုံပြရတာပေါ့ကွာဟဲ့လား။ဦးတင်ကအဲ့လိုဂျင်းဝါလိုက်ပြီးတဲ့နောက်ကြံပုံပုံတက်ပြီးတော့ခုံနေလေးတယ်။သူအဲ့လိုပြုတ်လုနေတာကိုကြံပုံကဝိုင်းကြည့်နေသူများအံ့ဩနေကြတယ်လို့တချို့သောသူများကလည်းအော်ဟစ်ပြီးတော့မကြင်မနက်နဲ့စကားဆိုလေ။ပြောဦးတင် ခမရဂျမ်မုံဘာလို့ဖနိုင်ကြီးနဲ့တက်တာလဲဗျအဲ့ဒါမျိုးဂျမ်မုံတော့ကျုပ်တို့ရဲ့ဂျေဇူးရှင်ဗျအဲ့စကားများတော့ဥတည်ဥတောင်ရောင်ရောင်မမဖြစ်ကစီးထားတဲ့လဲရှိဖနိုင်ကြီးကိုချွတ်လိုက်ပြီးထဲပြင်ပေါ်လှမ်းပစ်ချလာကဆက်ခုံနေလေးတယ်အဲ့ဒီအချင်းအားကြောင့်မောင်ဘိုးနေတို့မှဥတည်ကိုစိုးရင်စွာဖြင့်လှမ်းအော်ပြောလိုက်လေဥိအဲ့တော့မွေဝင်တာဘာအုတ်တက်ခုံနေရလဲငါဖနန့်ကိုမွေမကိုက်နိုင်ဘူးကွာဟမ်ငါဖနန့်မရှိဘူးဟိုခွေးအောင်မင်းအောင်ပြောလို့ငါရောင်ပြီးချွတ်မိတာဟာတတိဝင်သွားတဲ့ဥတည်ကဂျမ်မုံမမအလင်းမြန်ဆင်းလိုက်ချင်း ကျမ်းမုံမြေကုံထွက်လာတဲ့မွေကိုတန်နေမိပြီးအကိုက်ခံရလေတဲ့အာဟိုလီငေါမွေကိုက်ပြီဟာဦးတင်ဦးအော်တန်ကြောင့်လူများစိုးရင်သွားပြီးတော့မွေရရိုက်တတ်သူကတတ်ဦးတင်ဦးကပြုစုသူကပြုစုနေအလုံးများနေကြလိထိုဖြစ်ပေကြောင့်မိသူကမှအလုံးဆက်မလုံးနိုင်ကြတော့ပဲဦးတင်ဦးသာဝိုင်းပြီးတော့ကြည်နေကြတချို့သောသူများလည်းမင်းတော်ကပြစ်တင်ပြောဆိုကြလိမင်းတော်မင်းကွာ तू ကငါတို့ကူညီနေမင်းဘာလို့ရှောက်ပြောရလဲကိုတင်ဦးတင်တော့တဲ့ခါမင်းမဲ့တော့ကျုံကအဲ့လိုစိတ်တကယ်မရှိပါဘူးဗျာခင်ဗျားတို့ကလည်း မင်းအောင်ကမျက်နှာငယ်လေးနဲ့ဖြစ်နေပြီပိုးထီထားတဲ့ဦးတင်ဦးဒီကသူပိုးထီထားသူကိုဂီးမဆိုင်အားပဲမင်းအောင်ကဝိုင်းပြောနေရာကြောင့်မပြုံးဝံပိတ်ပင်နေသေးတယ်ဟေးကောင်လေသူပြောတာလည်းမမှားပါဘူးကွာငါ့ဦးကမှားတာပါငါတင်ငါ့ကိုဆိုင်းဝန်းလေးနဲ့အတူပါချပေးကြပါကွာရွာဆိုင်နဲ့မချနဲ့ဟိုဘိုးတင်လုံးဆိုင်နဲ့ချပေးကြပါကွာနော်အာခမရဘာမှမဖြစ်ပါဦးတင်ကွာခမရကိုက်သွားတဲ့မွေကမွေပွေးလေးပါဗျာညာကြီးမင်းမင်းအသေးကလေးလူကိုနောက်နေရလားအခုငါမျက်လုံးလေးငါမျက်လုံးလေးဘာမှမမြင်ရတော့ဘူးကွာ ဘယ်မြင်ရမှာလဲဗျာဘိုးတင်ကခမားကောင်းတာဖုန်နေခါနေရခမားပဲလုံးနဲ့မြေမုံနေဝင်းကုန်တာနေမှာပေါ့ဒီကောင်တွေကတော့ကွာငေါ့ကိုတတ်နေကြတာလားမင်းတို့ဟမ်မဟုတ်ပါဘူးယားရွာကိုပြန်ပို့ဖို့လှဲသွားကောင်းမလို့ပါပြင်ပြင်ရွာသားများဦးတင်ကဝိုင်းဝန်းအားပေးကြပြီးတဲ့နောက်ရွာကိုလဲပြင်ပြန်ပို့ရန်ကြံစည်နေစဉ်သူတို့စီကိုလူတယောက်လမ်းလျှောက်လို့လာနေခဲ့ပါအဲ့လူမှာတော့ဥဝေလာပင်ဖြစ်တော်တယ်သူကမောင်မိုးတင်ကိုအမှတ်ရလာခြင်းကြောင့်ပြင်ပြင်ရွာကိုလိုက်လာရွာမှာမတွေ့ရတာကြောင့် ရွာမလူများကိုမေးမြန်းပြီးတော့မာဘိုးနေရှိရာနေရာကိုညွှန်လိုက်ကြတဲ့အတွက်လိုက်လာခြင်းဖြစ်ပါလေတော့တယ်။မကြမီဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာကွတ်ဆွေ channel ကတင်ဆက်ပေးကြတာကအောက်လန်ဘိုးထင်းနဲ့တစ္ဆာပထမပိုင်းဖြစ်ပါတယ်။ဒုတိယပိုင်းလည်းတင်ဆက်ပေးအောင်မယ်။နောက်နေ့ဒီမှာလည်းဘိုးနေဇလန်တွေကလာအောင်မှဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့လည်းတပါးတစ်ဖိတ်ခေါ်ပါရစေ။ဒီနေ့မှအချိန်မီနားဆင်ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။